အားလုံးပဲမင်္ဂလာပါ Clan Entertainment Channel ကနေပြန်လည်ကြိုဆိုလာပါတယ်။ဘာစီဘွားကြီးကဒီနေ့ခင်းနဲ့လုံးဝမတူတော့ပဲတချို့နိုင်ငံတွေကဒိတ်ဆိတ်တဲ့ကြီးထွားမှုတွေကနေထိတ်ကူးလို့မရနိုင်နဲ့ကြော်မှုတွေတလန်းလာပါတယ်။အချိန်ကဘယ်သူမှမထိနိုင်ဘူးလို့ထင်ရတဲ့နိုင်ငံတွေကတော့လိုက်မိဖို့ရုန်းကန်နေရပါတယ်။မျိုးတွေကပုံမတော့ပလာပြီးဝေကြီးတွေကပုံမမြဆဆလက်ပတ်နေပြီးစံတဲ့တူတင်မှုတွေပြန်ဆိုင်မှုကကမ္ဘာမြေပုံကိုလုံးဝပြောင်းလဲပြလာပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးစီလို့ပါတယ်။ ါကြောင့်လဲဆိုတော့ဘယ်နိုင်ငံကကမ္ဘာစီးပွားရေးကိုနှမိုးမလဲဆိုတဲ့အဖြေကိုကျွန်တော်တို့ဖော်ပြပေးမှာဖြစ်ပြီးအဲ့ဒီအဖြေကတင်းကိုအားသိစေနိုင်ပါလိမ့်။နောက်တဲ့မိနစ်နိုင်ငံတွေမှာကျွန်တော်တို့က2035ခုနှစ်ရဲ့ကျန်းစာဆုံးနိုင်ငံ၁၀နိုင်ငံကိုရေတွက်သွားမှာဖြစ်ပြီးဒါကနိုင်ငံတကာငွေကြေးရန်ပုံငွေဖွဲ့ IMF ရဲ့သမန်းချက်တွေဖြစ်ပါလိမ့်။ဒီနံပါတ်တချို့ကတင်းကိုလုံအောင်အားသိစေနိုင်နိုင်ပါလိမ့်။အကြောင်းလဲဆိုတော့ဒီစင်ရင်ဟာ GDP ဒါမှမဟုတ်ဇယားပေါ်ကကိန်းကနဲတွေတသက်မဟုတ်ပါဘူး ဒါဩဇာအာဏာစနစ်တည်ထောင်မှုနဲ့ပြည်ကူပြောင်းရေးအကြောင်းဖြစ်ပါလေ။ဒါသင်ရဲ့နာဂတ်နီးပညာတွေကိုဘယ်သူဖန်တီးမလဲ။သင်ရင်တွေကိုဘယ်သူစွန့်ရင်ပေးမလဲနဲ့ကမ္ဘာငွေတွေကိုဘယ်သူထိန်းချုပ်မလဲဆိုတာနဲ့ပတ်သက်ပါလေ။အင်အားချိန်ခွင့်ရှာကျွန်တော်တို့မျက်စိရှင်းမှရင်တည်တည်သာပြောင်းလဲနေပါလေ။ဒီစိတ်နေတဲ့နိုင်ငံတွေကပုံမကျဲလောင်လာနေပြီ။အင်အားကြီးနိုင်ငံတွေကသူတို့ရဲ့ရာဇပလင်တွေအတွက်ပြန်လည်တိုက်ခိုက်ဖို့တင်ယူနေကြပါလေ။နံပါတ်10မှာဒီကမ္ဘာဆင်လာဟောင်းကြီးစတဲ့ပြိုကွဲနေပြီဖြစ်လို့

ဘာဆက်ရုံပြင်မြင်ခဲ့ပေမယ့်ယခုအခါမှာတော့လက်တင်အမေရိကရဲ့စက်မှုလုပ်ငန်းဆိုင်ရာနှလုံးသားဖြစ်လာပါတယ်။ဒါကကမ္ဘာလုံးဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးခွင့်စက်မှာရေးပါတဲ့စိတ်ဆက်မှုတစ်ခုအပြင်တိုးတက်ပြောင်းလဲလာပါတယ်။2035ခုနှစ်မှာမက္ကစီကိုရဲ့နေရာရှုပ်ရင်းအနီးနားသို့ထွက်လုံမှုပြောင်းရွှေ့ခြင်းဖြစ်ထားမှုကနိုင်ငံတော်ကမျိုးကြီးတွေတစ်ခုလုံးကိုအသွင်ပြောင်းလာရပါတယ်။ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတွေဟာသူတို့ရဲ့ထုတ်လုပ်မှုတွေကိုအရှာကနေရှင်းပြောင်းလာတာနဲ့မျှအမေရိကန်နယ်စပ်ရဲ့တောင်ဘက်မှာအရင်တစ်ကိုရှာတွေ့နေကြပါတယ်။အချိန်ကရှင်းချမ်းဒါမှမဟုတ် အနိုင်မှာအလုံးလုံးခဲတဲ့စေယုံတွေဟာယခုကမွန်တာရီနဲ့ကိုဒလာဂျာရာမှာကျေလွန်သောအော်ရင်နေပါလေသူတို့ဟာလျက်စစ်ကားတွေကနေစမတ်ချက်ပြားတွေဒီရာရာကိုထုတ်လုပ်နေကြပါလေ USMCA American Magazine ကိုကနေဒါသဘောတူညီချက်အောက်ကခိုင်မာတဲ့ကုန်သွယ်ရေးဆက်ဆံမှုတွေနဲ့ကြီးထွားလာနေတဲ့နေပညာတက်ဆင်ရေးပေါ်တွေကြောင့်မဂစီကအကူရတဲ့ဘေးဘက်ဖြစ်လာပါတယ်။အမေရိကန်နဲ့ဥရောပကုမ္ပဏီတွေဟာပုံမှန်များဆန်တဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့ပုံမှန်နေပါတယ်။ပုံကြေးဈေးတွေကိုလိုက်ရှာနေကြပါတယ်။ ဒါကဒီစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်ရဲ့ဒီစိတ်ပိုင်းဖြစ်ပြီးဘက်တရီတွေကနေဖြဖြူသစ်ပြတဲ့မဂစီကိုရဲ့ဒီမှာလေလီတီယန်တိုက်များကျေပြန်းတဲ့ခမန်ချက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အကြခင်မှာဒီနိုင်ငံဟာတန်ရှင်နဲ့စွမ်းရည်အင်အားကြီးနိုင်ငံဖြစ်လာနိုင်ပါတယ်။အစီရင်ခံစာတွေကမက္ကစီကိုဟာစက်မှုလုပ်ငန်းထုတ်လုပ်မှုမှာဘရာဇီးနဲ့အာဂျင်တီးနားကိုချွတ်တက်ပြီးလက်တင်အမေရိကရဲ့ထုတ်လုပ်မှုမျိုးတော်ဖြစ်လာနိုင်တယ်လို့အကြံပြုထားပါတယ်။နံပါတ်ကိုပြင်တဲ့နောက်အမေရိကရဲ့ပြန်လည်ဦးမောလာတဲ့နိုင်ငံကနေလူပညာ၊ဖက်ရှင်နဲ့ဩဇာအာဏာတွေပေါ်မှာ သူ့ရဲ့ empire ကိုတိဆောက်ခဲ့တယ်နိုင်ငံစီကိုလဲလိုက်ကြရအောင်ပါပြင်တယ်ကလူအများစုထင်တယ်လို့ producer နဲ့ production တွေတသက်မဟုတ်ပါဘူးဒါစိန်လန်နဲ့ခေတ်ကာလအတွက်တွင်ကူပြောင်းနေတယ်ကမ္ဘာကျန်းသာဆုံးစီးပွားရေးနိုင်ငံတွေကတကူပါပဲအဲ့တော့35ခုနှစ်မှာပြင်တယ်ဟာအဓိကစီးပွားရေးနိုင်ငံနေငယ်တာလုံနိုင်ခဲ့တဲ့အရာတစ်ခုကိုစီမံနိုင်ခဲ့ပါတယ်ဒါကတော့ပုံဝင်ချင်းဆိုင်ရာတောင်းအောင်ယူမှုနဲ့အတူဆက်လက်ကြီးထွားမှုကိုရရှိခဲ့ပါတယ် ဒီနိုင်ငံရဲ့ပြည်လဲပြည်ပြုမြတ်စွမ်းရင်ကိုအာသွွန်ခွန်ဆိုင်တွန်းအားပေးမှုဟာလူစားတဲ့နျူကလ িয়ার ပညာမှာဦးဆောင်မှုနဲ့ပေါင်းဆက်ပြီးပြောမှုနဲ့ရေချီတည်တတ်မှုကိုအခြားဘယ်သူမှမစိုးပုံမကောင်းမှုစွာမျက်တောင်အောင်လုပ်နိုင်တဲ့စံနမူနာတစ်ခုဖြစ်လာပါတယ်။လောဘဗတော်ကနေ channel ဒီသူ့ရဲ့စင်ကန်ပစ္စည်းကဏ္ဍကနေ့စဉ်ဘီလီယံပေါင်းများစွာသောပို့ကုန်တွေကိုမောင်းနှင်ပြီးကမ္ဘာဈေးကွက်တွေကိုဆက်လက်လွှမ်းမိုးနေပါတယ်။ဒါပြင်ပြင်သစ်ရဲ့စီးပွားရေးအင်အားဟာအစင်းမြင့်ဖက်ရှင်တဲ့ပုံပေါ်နှရှာရင်ပါတယ်။သူက AI မောင်းနှင်နဲ့ထုတ်လုပ်မှုရေရှည်တည်တံ့နဲ့သေယူပို့ဆောင်ရေးနဲ့ ်အာဂါဒါစံတဲ့တည်ဆင်မှုတွေမှာအကြီးအကျယ်ယဉ်နီမြောက်နိုင်နေပါတယ်။ဒီနိုင်ငံဟာခန့်တီးနိုင်စွမ်းကိုခင်မိတိပ်ပံ့ပညာနဲ့ထူးခြားတဲ့နီလန်းတွေနဲ့ပေါင်းစပ်နေပါတယ်။ပြင်သစ်ရဲ့ကမ္ဘာလုံးဆိုင်ရာဩဇာအာဏာဟာဥရောပနဲ့နမိတ်တွေကိုကျော်လွန်ပြောင်းလဲနေပါတယ်။အာဖရိကတဝန်ကမဟာဗျူဟာမြောက်ယဉ်နီမြောက်နိုင်မှုတွေနဲ့ကာကွယ်ရေးမိဘဆက်ဆံရေးတွေကနေစဉ်ပါရီမျိုးကိုကမ္ဘာတန်တမန်ရေးရရဲ့ဘိုးချက်မဆက်လက်တရှိစေပါတယ်။ဥရောပသမဂ္ဂ EU အတွင်းမှာပြင်သစ်ဟာဗန်နာယီတည်ငြိမ်မှုရဲ့ ရောက်ဆိုးဖြစ်လာပြီးစွမ်းရည်ကြက်တဲတွေနဲ့ဒီပွားရေးတွင်ကူပြောင်းမှုတွေကိုအိုင်မဆော့ကန်တက်ဖြစ်ရှင်းနေနိုင်ပါတယ်။ကြာလကတော့ကြက်တွေရှိမှုနဲ့သံဆောင်ရေးပေါ်မှာကွန်ပျူတာတက်နေတဲ့နိုင်ငံတခုပါပဲ။ဒါပေါ်ထွက်လာနေတဲ့အင်အားကြီးနိုင်ငံတွေရဲ့အရေးအောက်မှာမိမ့်မိန့်ဖို့ညှဉ်းဆန်းတဲ့နိုင်ငံတခုပါပဲ။ဒါပေမဲ့ပြင်သစ်ကသူ့ရဲ့အော်ဒါအနာကိုပြန်ပြင်ဆင်နေချိန်မှာသူ့ရဲ့မျိုးတစ်ပတ်ကရှေးအောင်ပြန်ပြောက်ကတော့တိတ်ဆိတ်စွာသူ့ကိုယ်သူပြန်လည်ဆန်းစစ်နေပါတယ်။အပတ်ရှိ United Kingdom အင်ပါယာပြောက်ကွယ်သွားပြီမယ်။ကြွေးဝါမှုဟာ ခေခေကားတဲ့ပုံမူခိုင်မာနေစေပါပဲ1935ခုနှစ်မှာ United Kingdom ဟာသူ့ရဲ့အကြီးမားဆုံးကွာဟာမိမိကိုယ်ကိုပြန်လည်ဆန်းစစ်နိုင်စွာဖြစ်တဲ့ဆိုတာကိုသတိပြခဲ့ပါတယ်ရက်စ်နောက်ပိုင်းနှစ်ပေါင်းများစွာစီးပွားရေးမရေရာမှုတွေရှိခဲ့ပြီးနောက်မှာသူကသူ့ရဲ့ဩဇာအာဏာကိုကိုလိုနီနယ်မြေများစီးရောက်ရှိခြင်းအပြင်မဟုတ်ပဲဗနာယီစန်သစ်တူတင်မှုနဲ့ကမ္ဘာလုံးဆိုင်ရာဆက်သွယ်မှုတွေကနေစဉ်ပြန်လည်တိစောက်ခဲ့ပါတယ်ညာနာကမ္ဘာထိပ်တန်းဗနာယီမျိုးတော်တွေကတခုဖြစ်ဆက်လက်တည်ရှိနေပါတယ် ဒါအထရီလီယံဒေါ်လာတန်ဖိုးရှိတဲ့ယင်းနှမြုံနှံမှုရန်ပေါ်ငွေများဗနိုင်းနိပညာအင်ပါယာတွေနဲ့ငွေကြေးလက်ပတ်ပုံကိုပြန်လဲတတ်မှတ်နေတဲ့ digital ဘဏ်တွေရဲ့နေအိမ်ပါပဲဒါပေမဲ့ဒါဟာဗနိုင်းတသက်မဟုတ်တော့ပါဘူး UK က AI စတင်တည်ထောင်သူတွေနဲ့ကာကွယ်နိပညာအတွက်ခြေရပန်းစာရနေရာတစ်ခုဖြစ်လာပါတယ်ဒါ Silicon Valley ပုံစံစံသစ်တည်ထောင်မှုကိုသွားဟောင်းရဲ့စီကန်းနဲ့ပေါင်းစပ်နေပါတယ်ဗီဒီချာကုမ္ပဏီတွေကမျိုးဆက်သစ်စိုက်ဘာလုံခြုံရေးဒရုန်းစနစ်တွေနဲ့ဖွန်တန်ကွန်ပျူတာဆိုင်ရာတိုးတက်မှုတွေကိုတင်ပို့နေပြီး ဒါတွေအားလုံးကကြီးမားတဲ့ဘာလုံးဆိုင်ရာလိုအပ်ချက်ကိုမောင်းနေနေပါတယ်။တမန်ကျတွေက2035ခုနှစ်ဝန်ကျင်မှာပြည်လည်ဦးမောမှုကြီးတစ်ခုကိုညွှန်ပြနေပါတယ်။ဒါကလန်ဒန်ရဲ့စိန်လန်နဲ့ဗန်နိုင်းမှဥဆောင်မှုနဲ့ Digital ဝန်ကျင်ကိုလက်ခံကျင်းသုံးရမှာ UK ကိုရှေ့ဆောင်ဖြစ်ဖို့ရည်ရွယ်ထားတဲ့ Digital ဘောင်ကိုစတင်ထုတ်လုပ်ခြင်းတို့ကြောင့်မောင်းနေပါတယ်။ပြည်လည်ပြည်ပြုံးမြန်ဆွမ်းရင်နဲ့ပညာရေးခိုင်ပါတယ်။ညီနီမျိုးနဲ့မှုတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါဒီချစီပွားရေးဟာသူ့ရဲ့အင်အားဓာတ်ပုံမှန်မှားစွာဖောက်တဲ့နေပြန်ပါတယ်။အင်မာယာဟာကြာမြင့်စွာကလေးက ပြတ်တုံးသွားနိုင်ပြီမယ်။ဘာလုံးဆိုင်ရာဩဇာအနိုင်ရဲ့စိတ်ဓာတ်ကလုံအောင်ပြောက်ွယ်မသွားပါဘူး။အဘာနောက်ထပ်ကြီးမားတဲ့ပြောင်းလဲကနေလေယောကြီးတွေပြောင်းလုံနိုင်ပြီးအမြတ်ထုံးနိုင်တဲ့ BD ရဲ့စွမ်းရည်ဟာသူ့ကိုခိုင်မာစွာပါဝင်နေစေပါလေ။ဥရောပရဲ့အပြင်ဘက်မှာမိုးတစ်တော်ရဲ့ရည်တံကနေနောက်ထပ်ဒီမိုကရေစီနိုင်ငံတစ်ခုထွက်ပေါ်လာနေပါလေ။နဘကွန်ဘရာဇီနဘကွန်မှာဘရာဇီဟာအဘာဝကြွယ်ဝမှုကို digital ရွှေဖြစ်ပြောင်းလဲနေပါလေ။အချိန်ကတောင်အမေရိကရဲ့အိတ်နေတဲ့ဘလူးလို့ခေါ်ခဲ့ပြီး ရာဇီယာ935ခုနဲ့မှာနောက်ဆုံးမှာတော့နိုထလာခဲ့ပါတယ်။ဒါကဘာပေါ်ဟာတခြားဘသူနဲ့မှမတူတဲ့စိန်လန်းနဲ့တော်လန် ရေးပုံဆောင်နေပါတယ်။ကျေပြန်တဲ့သဘာဝအရင်းမြစ်တွေနဲ့ရရင်နဲ့စံသစ်ပြည့်ပြည့်မှုတွေရဲ့ဆွမ်းအားကြောင့်ဒီနိုင်ငံဟာလုံအောင်အတွင်ကူးပြောင်းသွားပါတယ်။ကော်မတီတီမိုးသူကနေစွမ်းရင်နဲ့ဤပညာအင်အားကြီးနိုင်ငံအဖြစ်ပြီးစဉ်ဟာထူကြပါတယ်။သူရဲ့ဇီဝလောင်စာစီးနဲ့ဤသနောလုပ်ငန်းတွေဟာကမ္ဘာဥဆောင်သူတွေဖြစ်ပြီးရောက်ပြုတ်ကျင်းလောင်စာတွေကနေကမ္ဘာလုံးဆိုင်ရာပြောင်းလဲကိုမောင်းနေနေပါတယ်။ ဘရာဇီးရဲ့လေယာဉ်မျိုးတွေဟာတန်ပေါင်းများစွာသောလူတွေကိုအစာကျွေးနေပြီးခုကမှတော့ digital စနစ်နဲ့ရည်ရှိတည်တံ့နေကြပါတယ်။သူတို့ဟာဧကတိုင်းကိုအကောင်းဆုံးပြည့်အောင်လုပ်ဆောင်ဖို့ AI ဂျိုရူးတွေနဲ့ဒုံးဒေတာတွေကိုအသုံးပြုနေပါတယ်။ဒီတော့တွင်လီဒီယန်တွေ့ရှိမှုတွေကနေဘရာဇီးကိုအရေးပါတဲ့ကစားသမားတအုပ်ဖြစ်လာစေပြီးဒါဟာလျှက်စစ်ကထောက်ပံ့ပို့ဆောင်ရေးခွင့်ဆက်မှရေးပါစေပါတယ်။ဒါကသူ့ကိုအားရှာနဲ့ဥရောပရှိဗတိထုံးလုံးမှုနဲ့တိုက်ရိုက်ချိတ်ဆက်ပေးနေပါတယ်။အဲဒီမဲ့ဘရာဇီးရဲ့ပုံမြင်ဟာဒီဘွားတက်မဟုတ်ပါဘူး။ ဒါဂေယာစနစ်ဆိုင်ရာဖြစ်ပြီးဒီမှာလေအမေဇုန်တစ်တော့ပြန်လဲစိုက်ပျိုးရေးဂျီနီမြို့နယ်မှုများကမိုးတစ်တော့ကိုပေါ်ဝင်ခြင်းဆိုင်ရာတာဝန်တစ်ခုကနေစီးပွားရေးရင်းမြစ်တစ်ခုဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ဒါကကာဗွန်ခရက်ဒစ်ဈေးကွက်ဒီမှာဘီလီယံပေါင်းများစွာကိုဆွဲဆောင်နေပါတယ်။ဒါပြင်လူငယ်တွေနဲ့ချိန်ဆက်ထားတဲ့လူကြီးကိုဝန်ဆောင်မှုပေးတယ်ဒီဂျစ်တယ်ဘဏ်တွေနဲ့ဆိုက်တိုပလက်ဖောင်းတွေကဥဆောင်တဲ့ဖင်တက်ကဏ္ဍကလည်းကြီးထွားနေတာကိုထည့်လိုက်တဲ့အခါဘရာဇီးရဲ့နာကမရတတ်နိုင်တော့ဘူးလို့ခန်းစားရပါတယ်။တန်တမာအေးရာဘရစ်နဲ့ E20 မှာဘရာဇီးရဲ့အတန်ဟာဘယ်တော့မှမကျေလောင်ခဲ့ဘူးပါဘူး။ဒါကပုံမှန်မျှတတဲ့ကမ္ဘာစနစ်တစ်ခုအတွက်တော့အားပေးနေပါတယ်။နံပါတ်6အင်ဒိုနီးရှားအမေဇုန်နဲ့တော်နက်တွေကနေမိအောင်တွေကစီးပွားရေးအင်အားတစ်တွေကိုစွန့်ရင်ပေးတဲ့ကျုံစုစီကိုရောက်လာပါပြီ။ကမ္ဘာအကြီးဆုံးကျွန်းနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားဟာအိတ်ဆိတ်စွာပဲအင်အားကြီးနိုင်ငံဖြစ်လာနေပါတယ်။၂၀35ခုနှစ်မှာဒါဟာခြေတော်အားချိုင်းနှလုံးသားများတာမဟုတ်ပါဘူး။ဒါလူငယ်တွေရဲ့စွန့်ရင်ဒီဂျစ်တယ်စံသစ်တစ်ချင်မှုနဲ့ ။ဒါဟာပြည်ဝမြောက်ပထဝီဝင်တို့ပေါ်ဆက်မှုကနေမောင်းနေနေတဲ့ကမ္ဘာလင်မြန်ဆုံးကြီးထွားလာနေတဲ့စီးပွားရေးနိုင်ငံတွေကတကူပါပဲ။လူရေတန်ရ80ကျော်ရှိတယ်။အင်ဒိုနီးရှားမှာတခြားနိုင်ငံနဲ့ငယ်တာရှင်နိုင်တယ်။လူရေဆိုင်ရာအာသာချက်ရှိနေပါတယ်။လူငယ်နေပညာကျင့်တဲ့မျိုးဆက်ဟာတတင်တီထောင်သူတွေ၊ဗန်နီမှုဆိုင်ရာလုပ်ငန်းတွေကိုမောင်းနေနေပါတယ်။ Project Tokopedia နဲ့ Kitdo Show လို့ platform တွေဟာအိမ်နံပါတ်ပြည့်အောင်တာမကပဲပေါ်ထွက်လာတယ်။ဇေဘော့တွေမှာစီးပွားရေးလုပ်ငန်းတွေဘယ်လိုလုပ်လို့တက်ဆိုတာကိုပြန်လည်တတ်မှတ်လာပါတယ်။ ဒါကဂျကာတာကိုကမ္ဘာလုံးဆိုင်ရာတောင်ပိုင်းအတွက်ဒီဂျစ်တယ်မျိုးတော့ဖြစ်လာစီပါတယ်။သက်မှုလုပ်ငန်းပမာအင်ဒိုနီးရှားရဲ့မီဂယ်နဲ့လျှက်စစ်က EV battery ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ထင်ကြုံမှုဟာသူ့ကိုမရှိမဖြစ်လိုအပ်စေခဲ့ပါတယ်။ဒါကကျွန်တော်တို့ယူလျားနေတဲ့လျှက်စစ်နာဂတ်တွေရေးပါပါတယ်။ကမ္ဘာလုံးဆိုင်ရာစားထုတ်လုပ်သူတွေဟာနောက်ထပ်ဘီလီယံပေါင်းများစွာသောယင်တွေကိုစွန့်အင်ပေးမဲ့ပြင်းထန်ပစ္စည်းတွေကိုလုံခြုံစေဖို့အတွက်ဂျာဗာနဲ့ဆူလာဝီစီတခြားမှာစက်ရုံတွေတည်ဆောက်နေကြပါတယ်။ ဒီနိုင်ငံရည်မှန်ချက်ကြီးတဲ့မြို့ကြီးသစ်စီမံကိန်းဟာကြွားထက်တဲ့ရာတစ်ခုကိုပြသနေပါတယ်။ဒါကလူကြီးရဲ့ထူထပ်တဲ့ဂျာကာတာထက်ကျော်လွန်ပြီးခင်မီအောင်လုံဆောင်ဖို့စွန်ပြချက်ကိုကိုစားပြုတဲ့ဒီရှိတီတန်းနဲ့ဒီပညာမောင်းနေတဲ့မြို့တော်အသစ်တစ်ခုပါပဲ။တနမန်ရေးရာအင်ဒိုနီးရှားရဲ့အာဆီယံမှာဦးဆောင်မှုကသူ့ကိုအင်ဒိုပစိဘိတ်မှာတည်ငြိမ်စေတဲ့အင်အားဖြစ်စေပြီးအမေရိကန်နဲ့ပြည်အော်ဇာအာဏာကြားမှာလိုလတ်မှုကိုထိန်းသိမ်းတာပါတယ်။ဒါကတိတ်ဆိတ်တဲ့ခွန်အားရဲ့တိုးတက်မှုပါပဲ။တိတ်ဆိတ်ဒီကန်နဲ့ယုံကြည်မှုရှိတာကြောင့်ဆောင်လဲလို့မရပါဘူး။ အင်ဒိုနီးရှားရဲ့နောက်ဘက်မှာတော့ရဇုနဲ့ပေါင်များစွာပုံဖော်ခဲ့ပြီးအာရှရဲ့ရတန်ကိုဆက်လက်သတ်မှတ်နေတဲ့နိုင်ငံတကာနိုင်ငံတည်ရှိပါတယ်။နံပါတ်5ဂျပန်။နံပါတ်5နေရာကတော့ဂျပန်ဖြစ်ပြီးရွေးရဆင်လာမနက်ပြန်နဲ့ပြည်ပြည့်စုံစွာပေါင်ဆက်နေတဲ့နေရာပါပဲ။အနောက်35ခုနှစ်မှာတီချောနိုင်ငံအများနဲ့အော်ဟင်းနေစရာမလိုပါဘူး။တခါတလေမှာတော့တီချာမှုနဲ့ပြည်ပြည့်စုံမှုရဲ့နောက်ွယ်မှာတိတ်ဆိတ်စွာမြည်ရင်းနဲ့တက်တဲ့ဆိုတာကိုဆက်လက်ပြသနေပါတယ်။ဂျပန်ဆဲယုံနီးပညာ robotics AI မောင်းနှင်ထုတ်လုပ်မှုနဲ့ပဏံကွန်ပျူတာတို့မှာကမ္ဘာလုံးဆိုင်ရာဦးဆောင်သူအဖြစ်တက်လက်တရှိနေပါတယ်။ဒါခေတ်တက္ကပါမှာစွမ်းဆောင်ရည်နဲ့ဉာဏ်ရည်ဉာဏ်သွေးကဘလို့ပုံစံလဲဆိုတော့ကိုပြန်လဲတမန်နေပါတယ်။ဒီချိန်ကလူတီချမှုနဲ့လက်ပတ်ခဲ့တဲ့စက်ရုံတွေဟာအခုခါမှာလူလျောက်စနစ်နဲ့ဉာဏ်ရည်တို့ AI ကိုပြည်ပြည်စုံစွာပေါင်းစပ်ထားတဲ့တော်မွေတဲ့စင်ဖိုနီများပြည့်လက်ပတ်နေပါတယ်။ဒီစက်ရုံတွေဟာလျှက်စစ်ကားတွေကနေအပတ်စီပွားရည်ကိုမောင်းနှင်နေတဲ့ microchip ပြားတွေဒီရာရာကိုထုတ်လုပ်နေပါတယ်။ ဟိုက်ဒရိုဂျင်ဆိုင်ရမှာဂျပန်ရဲ့စောပိုင်းယင်းနီးမြောင်းတဲ့မှုကလည်းအကြီးကျယ်အကျိုးဖြစ်တော်နေပါတယ်။ဒါယခုအခါမှာတန်ရှင်နဲ့နောင်စားသည့်နည်းပညာများကကမ္ဘာဦးဆောင်သူဖြစ်ပြီးညဉ့်ညံ့မှုမရှိပဲမြို့တွေနဲ့တဲပို့ဆောင်ရေးခွင့်ရတွေကိုစွမ်းရင်ပေးနေပါတယ်။ဒါပေမဲ့ဂျပန်ရဲ့နည်းပညာတွေကဖြစ်ကိုပြေလောသွားနေချိန်မှာတော့သူ့ရဲ့ကြီးမားဆုံးစိန်ခေါ်မှုကအတွင်ပိုင်းမှာရှိနေပါတယ်။အတရွေကြီးရင်လာနေတဲ့သူ့ရင်နဲ့တွန့်ဝင်လာနေတဲ့လောက်သားအင်အားဟာတိတာထင်ရှားတယ်။ဆိုရင်ပုံမှန်မှုတွေဖြစ်ပေါ်စီပါတယ်။ ဒါပေမဲ့ဂျပန်ဟာညှဉ်းဆန်မဲ့စားအလိုလျောက်စနစ်လူဝင်မှုကြီးကြပ်ရေးပြည်ပြောင်းလဲမှုနဲ့တက်တတာလုံး digital ပညာရေးတွေကနေစင်ဒါရောညှိတွေဖြစ်အောင်လုပ်ဆောင်နေပါတယ်။ဒါလူကြီးရဲ့ဆိုင်ရာကြဆင်းမှုကိုညဆိုင်ရာမှာခဏရေးဆိုတာဘာကိုဆိုလိုတယ်လဲဆိုတာကိုပြန်လဲရေးသားနေပါတယ်။ဒီပညာထက်ကျော်လွန်ပြီးဂျပန်ဟာသူ့ရဲ့ရင်ကျဲမှုကိုကမ္ဘာတဝန်းကိုဆက်လက်တင်ပို့နေပါတယ်။အန်မီကနေပြည်သူ့ကပညာအင်းလျာကနေဒီဇိုင်းအထိဒါတက်ကြီးတွေတခြားနှလုံးသားတွေနဲ့စိတ်တွေကိုလွှမ်းမိုးနေပါတယ်။ ူရဲ့အင်အားဟာဖြတ်တင်မှုကနေမလာပဲစင်ကဲပြောင်းလဲမှုကနေလာပါတယ်။နံပါတ်၄ဂျာမနီနံပါတ်၄ကတော့ဂျာမနီဖြစ်ပြီးပြောင်းမှုကိုစီကန်းနဲ့ဂျိုင်းပေါ်မှာတိစောက်ခဲ့မယ်ဆိုရင်ဂျာမနီဟာထာဝရဖြစ်နေပါလိမ့်မယ်။1935ခုနှစ်မှာဒီဥရောပအင်အားကြီးနိုင်ငံဟာဘာလုံးဆိုင်ရာစမှုလုပ်ငန်းရဲ့ပုံလုံးမြန်နဲ့နှလုံးသားပြည့်စက်လက်တည်ရှိနေပါတယ်။ဒါရိုင်းဆိုင်တဲ့ထုတ်လုပ်မှုကနေမဟုတ်ပဲဒီကြမှုနဲ့ရည်ရည်တည်တံ့မှုမှာအမြင့်တွေ့နေတဲ့စံသစ်တူတင်မှုကနေဆင်ပြေပါတယ်။ ဂျာမနီရဲ့စွမ်းအင်ပြောင်းလဲမှုဖြစ်တဲ့ပြန်လည်ပြည်သူမြတ်စွမ်းအင်ကိုရဲဝံပြောင်းလဲခြင်းကသူ့ကိုစိန်လန်းနဲ့စူပါပါဝါဖြစ်တင်ပြောင်းလာပါတယ်ဒီအတာပိုင်းတွေဟာသူ့ရဲ့မြေပြန်တွေကိုလမ်းကြောင်းတာပြီးရောင်ကြီးစွမ်းရင်သုံးဆိုင်ခြင်းများကမျိုးတွေတစ်ခုလုံးကိုလင်းပေးကာဟိုက်ဒရိုဂျင်ဆက်ရုံများကလူစက်သစ်ယင်တွေနဲ့လုပ်ငန်းတွေကိုစွမ်းရင်ပေးနေပါတယ်။ရုပ်ကျင်းလောင်စာတွေကဒီနိုင်ငံရဲ့ပြောင်းလဲမှုတွေဟာညီညာမှုကိုတည်ထောင်ရှော့ချောင်းတာမကပဲသင်ရှင်နဲ့ဤပညာနဲ့ညစ်စစ်ကားများမှာထရီလီယံဒေါ်လာတန်ဖိုးရှိတဲ့ဥက္ကုံစီးပွားရေးကိုဖန်တီးခဲ့ပါတယ်။ ူရဲ့ထုတ်လုပ်မှုခြေကတစ်ချိန်ကလေလံတဲ့စပစ်စည်းတွေနဲ့ဒီဇယ်အင်ဂျင်တွေနဲ့တမတ်ခဲ့ပေမဲ့အခုအခါမှာတော့ Industry 4.0အောက်မှာဖွံ့ဖြိုးတိုးတက်နေပါတယ်။ဒါက AI မောင်းနှင်တဲ့စက်ရုံတွေ Cloud based ထောက်ပံ့ပို့ဆောင်ရေးနဲ့သမတ်စက်ရုံနည်းပညာတို့ရဲ့ခွင့်ရတခုပါပဲ။ Made in Germany ဆိုတဲ့စကားလုံးဟာရေသွေးနဲ့ရေတည်တက်မှုနှမျိုးလုံးရဲ့အမှတ်အသားဖြစ်လာပါတယ်။ဒီဘွားရေတဲ့ကျော်လွန်ပြီးဥရောပသမဂ္ဂအပြင်မှာ Germany ရဲ့ဩဇာအာဏာကသူ့ကိုကမ္ဘာလုံးဆိုင်ရာမူဝါဒရဲ့ပိုအကျမဆက်လက်တည်ရှိစေပါတယ်။ ဒါသူရဲ့နမိတ်တွေကိုကျော်လွန်ပြီးပြန့်နှံ့သွားတယ်။ရာသီဥတုပန်းနိုင်များဒီဂျစ်တယ်စီမင်းများနဲ့ဗန်နိုင်ပြည်ပြင်ပြောင်းလဲမှုများကိုပေါ်ပေါ်နေပါတယ်။ဒါကောင်းစီတရင်းတွေကိုလိုင်းမမီပဲအခြားသူတွေမိခိုနေရတဲ့စနစ်ကိုတည်ဆောက်နေတဲ့နိုင်ငံတခုပါပဲ။ဒါပတ်တော့အိန္ဒိယ၊ဂျာမနီကဥရောပရဲ့လုပ်ငန်းတွေကိုဦးဆောင်နေချိန်မှာလူဦးရေဘီလီယံတဝက်ကျော်ရှိတဲ့နိုင်ငံတခုကပုံနဲ့ဝေကြီးရဲ့အင်ပါယာကိုတည်ဆောက်နေပါတယ်။ဒါပတ်တော့နေရာကအိန္ဒိယဖြစ်ပြီးအိန္ဒိယရဲ့တက်လာမှုကတိတ်ဆိတ်မနေပါဘူး။ဒါကလုံးဝမိုးကြိမ်းတယ်လို့ဖြစ်ပြီး 2035ခုနှစ်မှာလူဦးရေ3.5ဘီလီယံရှိတဲ့ဒီနိုင်ငံဟာလူငယ်၊ဤပညာနဲ့မယမနာကြီးမန်ချက်တွေကနေပေါင်းနေနေတဲ့ကမ္ဘာကြီးပွားရေးအင်ဂျင်ဖြစ်လာပါတယ်။ဒါပေမှာငွေဆုံးလုပ်သားအင်အားပိုင်ဆိုင်ထားတဲ့အိန္ဒိယရဲ့လူဦးရေဆိုင်ရာအင်အားဟာ digital dollar ရေးဖြင့်ပြောင်းလဲသွားပြီးသူ့ရဲ့မျိုးတွေဟာစဉ်ဆက်မပြတ်စံတစ်တီထွင်မှုတွေနဲ့ကွန်ပေါင်းနေပါတယ်။ဘင်္ဂါလား Hyderabad နဲ့မွန်မိုင်းတို့ဟာအခုခါမှာ AI ဖွံ့ဖြိုးတိုးတက်မှု ID ဝန်ဆောင်မှုပုံစံတွေနဲ့စတင်ကြောင်သူတွေရဲ့မျိုးတော်တွေဖြစ် ဆီလင်ဝဘယ်လီကိုရှင်းပြရင်ဒီပါတယ်ဖိတက်ပောက်ပွဲမှုကနိုင်ငံတော်ကငွေကြေးလက်ဘက်ပုံကိုပြန်လဲတတ်မှတ်လာပြီပါတယ်ယူနီဖီပေးမန့်အင်တာဖေးလို့စနစ်တွေကနေတစင်စက္ကန့်တိုင်းမှာတမောင်များစွာသောငွေပေးငွေယူဖြစ်ပေါ်နေပြီးဒါကရွာတွေမြို့တွေနဲ့တက်ကြီးတွေကိုချိန်နဲ့တပြေးညစ်ချိန်ဆက်ပေးနေပါတယ်ဒါပေမဲ့အိန္ဒိယကအဲ့ဒီမှာရပ်မနေပါဘူးသူရဲ့အာဂါဒါအေဂျင်စီဖြစ်တဲ့ ISRO ဟာအချိန်ကစူပါပါဝါတွေအတွက်သာပြန့်ထားခဲ့တယ်အောင်မြင်မှုတွေကိုလုံဆောင်ခဲ့ပါတယ်လာဘောစင်တာတော်တွေကနေအင်ဂါဂျိုမရှင်တွေနဲ့ ီဘွားပြေကျူလူလွတ်တဲ့မှုတွေအထိသူတို့အားလုံးကိုလုံးနေပါတယ်။အဘမျိုးပေါ်မှာတော့ဒီနိုင်ငံရဲ့တန်ရှင်းတဲ့စွမ်းရည်နဲ့ကာဝေးဤပညာခန္ဓာများမကြုံစဘူးအချိန်နဲ့ချက်တွေနေပါတယ်။တဏမန်ရေးရအိန္ဒိယဟာသခင်ကားတဲ့ပုံပုံများပြတဲ့သူ့ရဲ့ဩဇာအာဏာကိုပြသနေပါတယ်။ဒါက G20 နဲ့ Indo Pacific မိတ်ဆက်ဆက်ဆံရေးတွေမှာအဓိကအတန်ဖြစ်နေပါတယ်။ဒီနိုင်ငံဟာရှင်းနေနောက်နှစ်ခုလုံးနဲ့ဆက်ဆံရေးကိုမြတ်တောင်းအောင်လှုပ်ဆောင်နေခြင်းမှာကမ္ဘာစနစ်တစ်ခုအတွက်ဦးဆောင်နေပြီး IMF ချိတ်ဆက်ထားတဲ့ အမှန်ချက်တွေအရအိန္ဒိယဟာ2035ခုနှစ်မှာအမေရိကန် GDP အရဂျပန်နဲ့ဂျာမနီနှစ်နိုင်ငံလုံးကိုကျော်တက်နိုင်ပါတယ်။ဒါကကမ္ဘာလုံးဆိုင်ရာကျော်ဝမှုပြန်ပြိုးမှုမှာကြီးမားတဲ့ပြောင်းလဲကိုမတားစေပါတယ်။အိန္ဒိယရဲ့ကြီးထွားမှုဟာအမှန်ချက်တစ်ခုမဟုတ်ပါဘူး။ဒါကစွန့်ထက်တဲ့လှုပ်ရှားမှုတစ်ခုပါပဲ။ဂျပန်နဲ့အမေရိကန်ပြည်ထောင်စုအိန္ဒိယကတည်းကတက်လာနေပြီမဲ့ခေါင်းဆောင်နေရာအတွက်ပြင်းထန်တဲ့ပြန်ဆိုင်မှုမှာခေါင်းဆောင်နှုတ်ကျန်ရှိနေပါသေးတယ်။ဂျပန်နဲ့ကတော့စံသစ်တူညီမှုဆိုင်ရာ ကြီးမြင့်စာအုပ်ကိုရေးခဲ့ပြီးတလက်ရေးသားနေတဲ့နိုင်ငံတစ်ခုပါပဲ။အမေရိကန်ပြည်ထောင်စုက2035ခုနှစ်မှာလည်းစဘာလုံးဆိုင်ရာအင်အားကြီးနိုင်ငံဖြစ်ဆက်လက်တည်ရှိနေပါတယ်။ဒါကပြည်ပြည်စုံလို့မဟုတ်ပဲအာအတင်လောင်းလေယောညှိထွေပြည်အောင်လှုံ့ဆော်နေလို့ပါပဲ။ကြီးပွားရေးကြဆင်မှုနိုင်ငံရေးကွက်ပြားမှုဒါမှမဟုတ်နေပြည်တော်ဆိုင်ရာနောက်ဆက်ပဲဖြစ်ဖြစ်စင်ကာပူတိုင်းဟာအမေရိကန်ရဲ့စင်ကာပူပြောင်းလဲဖို့ဗီဇကိုယ်တော်ဆွဲရင်ပေးခဲ့ပါတယ်။သူရဲ့ AI နဲ့ဒီကနေပြည်ညာလုပ်ငန်းတွေဟာကမ္ဘာကိုဥဆောင်နေခဲ့ပါတယ်။သူကလိုလျောက်စနစ် ခေပညာနဲ့ဖော်နာသူရိဒနာဒီမှာနေနမိတ်တွေကိုတွန်းအားပေးနေပါတယ်။အချိန်ကမိမိန်သွားမယ်လို့ခံမှန်းခဲ့တဲ့ဂျီလီဝွန်ပယ်လီယာသူ့ကိုယ်သူပြန်လည်စမ်းသစ်ခဲ့ပါတယ်။ဒါညာရင်တွေ့ရစိန်လန်နဲ့ကွန်ပျူတာစနစ်နဲ့ရိုးစက်တဲ့စတင်တီထောင်သူတွေအတွက်စစ်စင်ရေးဌာနချုပ်ဖြစ်လာပြီ။ဘာဂျိုကဘလို့တွေ့လဲအလုံးလုံးတဲ့စိတ်ဆက်တယ်ဆိုတာကိုပုံပေါ်နေပါတယ်။ဆိုရင်လွတ်လပ်ရေးကလည်းအမေရိကန်ရဲ့အော်ဒါအာဏာကိုပြန်လည်သတ်မှတ်လိုက်ပြီးပြန်လည်ပြပြမြဲဆိုရင်ကျောင်းကျောက်စီနဲ့နျူကလ িয়ার နည်းပညာတွေက ပေါင်းဆက်ပြီးတမိုင်းမှအလုံးစုံသောစွမ်းရည်ထောက်ပံ့ရေးပုံစံတွေတဲကတခုကိုပေးနေပါတယ်။ဒါပြင်ကမ္ဘာလုံးဆိုင်ရာရံငွေကြေးရေးမှုဆိုင်ရာလွှမ်းမိုးမှုနဲ့ဥရောပကနေပစိပိတ်တိရှေလျားတဲ့ဆေးမဟာမိတ်များကိုပါပေါင်းထည့်လိုက်တဲ့အခါအမေရိကန်ဟာကမ္ဘာပေါ်မှာအချောမွေ့ဆုံးစူပါပါဝါဖြစ်ကျန်ရှိနေပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့စစ်မှတ်တဲ့ခွန်အားဟာသူ့ရဲ့ကြေရောမှုဒါမှမဟုတ်လက်နက်တွေမှမဟုတ်ပါဘူး။ဒါအချိန်နဲ့မျှသူ့ကိုယ်သူပြန်လည်ဆန်းစစ်နိုင်ကြမှာပါပဲ။လဲကြပြီးပြန်လည်တိဆောက်ကခင်ခင်ကတဲ့ပုံမခိုင်မှာဆိုထားရနိုင်ကြအမေရိကန်နီလန်ပါပဲ။ နံပါတ်1တရုတ်2035ခုနှစ်မှာအင်အားကြီးဆုံး empire ပင်လင်သူရဲ့ပြိုင်ဘက်နဲ့တွေ့ဆုံရပါတော့တယ်။နံပါတ်2ကတော့အမြန်နှုံးကိုမဟာပြူရဖြစ်နေပြီးထွားမှုကိုလွှမ်းမိုးမှုဖြင့်ပြောင်းလဲခဲ့တဲ့နိုင်ငံတစ်ခုပါပဲ။2035ခုနှစ်မှာတရုတ်ဟာကမ္ဘာစီးပွားရေးမှာအကြမ်းဖက်အကောင်ဆုံးအင်အားစုဖြစ်သူရဲ့နေရာကိုခိုင်မာစေခဲ့ပါတယ်။ဆက်တွင်ညာဖြစ်တသက်မဟုတ်ပဲကမ္ဘာလုံးဆိုင်ရာအင်အားကတကယ်တမ်းဘယ်လိုလုံးလုံးတဲ့ဆိုတာကိုပြန်လည်ဒီဇိုင်းဆွဲခဲ့ကြပါတယ်။သူရဲ့ရုံဝင်နဲ့လမ်းကြောင်းအစီအစဉ်ကနေတဆင့်ပြည်ရဲ့ဩဇာအာဏာဟာ အာရှအာဖရိကနဲ့ဥရောပတခြားကိုရောက်ရှိနေပါတယ်။ဒါပေကျင်းရဲ့မဟာဗျူဟာမြောက်ဆောင်အောင်မှာတက်ကြီးတွေကိုချိတ်ဆက်ပေးတဲ့စိတ်ကမ်းတွေမီးရထားလန်းတွေနဲ့ဒီဂျစ်တယ်စင်ကြအများကြီးပိုက်ခွင့်ရတခုပါပဲ။ယောဟာလျှက်စစ်ကားများညောင်ကြီးဆိုင်ရင်လည်းအိမ်မောင်းနေတဲ့ခြေကန်ဆောက်အုံများမှာပါကိုဥဆောင်နေပါတယ်။ဒါကထုတ်ကုန်ကတည်းကမဟုတ်ပဲဒီပွားရေးပုံစံတစ်ခုလုံးကိုပါတင်ပေါ်နေပါတယ်။ဒါကကမ္ဘာလုံးဆိုင်ရာကမ္ဘာပို့ဆောင်ရေးကွန်ဆက်တွေကနေအရှင်မြတ်ဆွေးုံဤပညာအထိရာရာကိုကျွေးမွေးနေပါတယ်။ ဒီ .in digital yuan ဟာနိုင်ငံတကာကုန်သွယ်ရေးကိုအသွင်ပြောင်းနေပါတယ်။ဒါကတရုတ်ကိုဒေါ်လာလမ်းမမှုကိုစိန်ခေါ်နိုင်တဲ့ဗနာယီကရိယာတခုပေးရနေပါတယ်။အဂါတာမာသူရဲ့ရီမန်ချက်တွေဟာသဘာပေါ်ကရီမန်ချက်တွေတမနေပါဘူး။လာပေါ်ကအခြေစိုက်စကမ်းများလူလူကွန်ရက်တွေနဲ့ပေါ်ထွက်လာတဲ့စီးပွားရေးနိုင်ငံတွေနဲ့ပူးတဲ့မရှင်တွေဟာနှီးပညာဆိုင်ရာတဏမန်ရေးရနဲ့နန်နမိတ်အတွက်ကိုပြသနေပါတယ်။ IMF ကခံမှန်းထားတာက2030ပြည့်လွန်နှစ်တွေရဲ့အလဲပိုင်းမှာအေဝါနမကန် GDP ရ အမေရိကန်ပြည်ထောင်စုကိုတရားဝင်ကြော်တက်နိုင်လိမ့်မယ်လို့ဆိုတာပါတယ်။ဒါဆယ်စုနှစ်များစွာကြိုးပမ်းခဲ့တဲ့ဒီကရဆိုင်ရာမတားဥကစားပြုတ်ပြီးဒီတော်မူနှစ်ကွေးလာပြီးသူ့ရဲ့ဆိုင်ရာ PR တွေတင်ကျက်လာရင်တော့သူ့ရဲ့စကေးစည်းကမ်းနဲ့ရေရှည်စီမံကိန်းဟာသူ့ကိုရှေ့ကနေဆက်လက်ရှိနေစေပါတယ်။ဒီရောကြောင့်အနေနဲ့တရုတ်ကထေဆုံးမှယတိနေပေမဲ့ဒီရောကကဘာကြီးကတဆက်တည်းအင်အားမဟုတ်တော့ပါဘူး။အနောက်35ခုနဲ့ချန်သောဆောင်နိုင်ငံတွေဟာဝေးအများဆုံးရှိတဲ့နိုင်ငံတွေဆိုတာမဟုတ်တော့ပါဘူးသူတို့ဟာလိုင်ယွန်ကြီးတွေပြောင်းလုံးနိုင်ငံအများဆုံးရှိတဲ့နိုင်ငံတွေဖြစ်ပါလိမ့်မယ် AI စွမ်းအင်ဒေါ်လာရေးတွေနဲ့မာမိတ်ဖွဲ့မှုတွေပြောင်းလဲနေတဲ့ကဘာကြီးမှာကြေဝါမှုဟာအလင်းမြန်ဆုံးတင်ယူသူအလင်းမြန်ဆုံးပြောင်းလဲသူနဲ့အလင်းမြန်ဆုံးစာတွေ့တူချုံသူနိုင်ငံတွေနဲ့သာသဆိုင်ပါတယ်ကျွန်တော်တို့မျက်စိရှင်ပါတယ်တိတ်ဆိတ်တဲ့အတွင်ကုပြောင်းမှုတစ်ခုကိုမြင်နေရပါတယ်အင်အားဟာနောက်ဘက်ကနေအခြေဘက်ကိုအောင်းစားတုံးမှုစီးပွားရေးကနေဖဏီမှုရဲ့အင်ဂျင်တွေစီကိုရေးလျားနေပါတယ်အချိန်ကစရုံတွေမှာဒီဆောက်ခဲ့တာတွေဟာအခုချိန်မှာ data scenario တွေမှာပုံသွင်းခံရပြီးကုတ်တွေနဲ့ရေးသားခံနေရပါတယ် အမေရိကန်ရဲ့စာပါရီကနေအေရဲဆက်ယုံနေသည့်အိန္ဒိယရဲ့စာတင်တီတောင်သူတွေကနေဂျာမနီရဲ့လီယာဆိုက်ခင်းတွေဒီ2035ခုနှစ်ရဲ့ကြေဝမှုဟာအမွေဆက်ခံရတာမဟုတ်ပါဘူးဒါအမြင်မဟာဗျူဟာနဲ့မယမနာစံသစ်ထိတွေ့မှုကနေတဆင်အင်ဂျင်နီယာနီးပညာနဲ့ဖန်တီးထားတာပါ2035ခုနှစ်မှာပြည်နိုင်ငံကစပါကိုတကယ်တမ်းဦးဆောင်မယ်လို့တင်ထင်ပါတယ်လေပြန်ရွေးမြင့်မှုကိုလည်းကွန်မန့်မှာမှတ်ခဲ့ပေးနိုင်ပါတယ်ဗီဒီယိုလေးရောက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်